မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရမှာအရက်ဖက်လူမှုအဖွဲ့အစည်းတွေသတင်းမီဒီယာတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေအလုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်နေပါတယ်ဒီသတင်းကိုတော့နွယ်နီကပြပို့ထားပါတယ်ရှင်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပြည်သူ့ဗဟိုပြုရဲတပ်ဖွဲ့အဖြစ်ပြောင်းလဲဖို့အတွက် EU ကသင်တန်းတွေပေးနေပါတယ်။လက်ရှိမှာပြည်ထောင်ဝင်ကြီးဌာနအနေနဲ့ MOU မထိုးထားတဲ့အတွက်ဖေဖော်ဝါရီလ2ရက်နဲ့3ရက်နေ့တွေမှာပြုလုပ်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာမျိုးကန်နယ်ကန်တွေရဲ့ဆွေးနွေးပွဲကိုတော့ရဲတပ်ဖွဲ့ဝင်တွေတက်ရောက်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီဆွေးနွေးပွဲဟာလည်း မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ပြင်ပြောင်းလဲရေးအတွက်ပံ့ပိုးပေးမှုအစီအစဉ်ရဲ့အကျိုးရလဒ်တွေကိုဆက်လက်ထိန်းသိမ်းနိုင်မှုအတွက်ရည်ရွယ်တာဖြစ်ပါတယ်။ Again the result is that it is um obvious ဆိုရရဲ့တပ်ဖွဲ့ရဲ့ပြည်နေတောက်တွေရဲ့ပုံမှန်တွေ့ဆုံပြီးတော့ပုံမှန်တွေ့ဆုံတွေ့ဆုံပွဲလေးလုပ်ဖို့ရပြီးတော့ကြတော့အချင်းချင်း information information တွေ share ဖို့ရပဋိပက္ခလေးတွေဒီလက်တလုံးဖြစ်နေတဲ့ဟာလေးတွေကိုအချင်းချင်းတွေ့ဆုံပြီးတော့လုပ်ဖို့ရပြီးတော့ဒီအဲ့ဒီရည်ရွယ်ချက်ကလည်းအဲ့ဒီအချက်ကလည်းဒီ UK ကနေပြီးတော့ finance ပေးထားတဲ့ဒီဂျားကာလာပေါ့နော် project ဒီအဓိက email ချက်လည်းဖြစ်ပါတယ်။ရဲဘက်လူမှုဖွဲ့စည်းရေးအနေနဲ့ကတော့ပူးပေါင်းဆောင်ရွက်ဖို့အစဉ်အသင့်ဖြစ်နေပေမဲ့လည်းရဲတပ်ဖွဲ့ဝင်တွေကတော့စိုးရိမ်မှုတွေရှိနေသေးဖြစ်ပါတယ်။မနက်ငယ်ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးကဏ္ဍတွေမှာလည်းသတင်းမီဒီယာတွေအနေနဲ့တောင်တနေရာကပါဝင်နေတဲ့အတွက်ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုရင်တွေးဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ရဲတပ်ဖွဲ့နဲ့မီဒီယာ CSO တွေက ဒီလိုအပ်တယ်ဆိုတာထက်ကိုပို့ပြီးလုပ်ဖို့လိုတာပေါ့နော်တကယ်ကြီးပဲမကြာခဏထိတွေ့ဆက်ဆံတဲ့နေမကြာခဏခဏကိုလုပ်တဲ့နေရအဲမဟုတ်လို့ဆိုတော့အဓိကဘာဖြစ်နေလဲကျွန်မတို့ရကိုယ်အလုပ်ကိုလုပ်လုပ်ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့တော့ CS ဆိုတာလဲ CS ဆိုရဲ့ဒီလောက်ရမယ့်ရည်မှန်းချက်တွေတောင်းဝင်ကိုလုပ်တယ်ရဲရလဲရဲရဲ့တောင်းဝင်လုပ်ငန်းစာရသူတောက်လျှောက်လုပ်တယ်ပေါ့နော်မီဒီယာလဲသူတင်ရေးသားပေါ်ပြမှုအတွက်ကိုသူဘက်ကတက်ကြိုးစားပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့အခါမှာပေါ့နော်ကျွန်မတို့ရတွေ့ရခဲတယ်လို့ ခုချိန်ဒီမှာပြောလို့ရတယ်ခင်ဗျ။ဆိုတော့မကြာခဏဒီရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုဆိုရင်ကျမတို့မကြာခဏတွေ့ဖို့လိုတယ်။မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှုဟာလေနေရာဒေသလိုက်လူတူးချင်းစီရဲ့လှုပ်ဆောင်ချက်တွေရကွဲပြားသွားနိုင်ပါတယ်။အချို့ဒေသတွေမှာကောင်းမွန်စွာရှိနိုင်ပေမဲ့အချို့ဒေသတွေကတော့လိုအပ်ချက်တွေရှိနေသေးတဲ့အပြင်အရက်ဖက်လူမှုဖွဲ့စည်းတွေကဘလို့ပါဝင်လှုပ်ဆောင်တယ်လဲ။သတင်းမီဒီယာတွေကရောအားကျုံးမှန်တဲ့ပါဝင်လာစတဲ့အချက်တွေပေါ်မှာအများကြီးမူတည်နေတယ်လို့လဲ EU ရဲ့မီဒီယာတာဝန်ခံကပြောပါတယ်။ကျမနွယ်နေပါ။